သားသမီးတွေအရွယ်ရောက်လာရင်မိဘတွေဘယ်လိုဒုက္ခမျိုးတွေနဲ့ရင်ဆိုင်ရမယ်ဆိုတော့ကျွန်တော်ကကြိုတင်ပြီးတော့အချင်းလေးနဲ့ဆိုပေးမယ်။အချင်းလေးကအကြီးပြန်ဘဝကလေးအဖေနဲ့အမေလို့အမိရပါတယ်။ကောင်းတယ်ဗျာ။အားလုံးပဲနားဆင်ပြီးပါနော်။အကြီးပြန်ဘဝလေးအဖေနဲ့အမေအဖေနဲ့အမေ။ဒါလေးဘယ်နေရာဘယ်နေရာကိုပဲရောက် ဖီတို့အမေတို့မှာခဲ့တဲ့အတွက်ပရိသတ်ရဲ့ရင်ထဲကိုသံမီးဘာနဲ့ပတ်သက်တဲ့သချင်းကလေးတွေကိုအရင်ဆုံးစုပ်ပေးနေတယ်ဆိုတော့ အပီနဲ့အမိရင်ငွေကြပေါ်ဖဝါလက်နှလုံးမကုန်းလက်နှစ်တပါအချင်းနာသမှုရိယကပါပင်မကြီးစွာစောင့်ရှောက်လာမယုံစက်နဲ့စေတနာဝါမညုံပန်းလီအဖီအမိပါလူလာမြောက်အောင် ิตวิจาโดคาอภีเนอเมมาสบีผิวป้ายีตุลาโอมีลากาตัตมีด้วยวิญญาณไม่เป็ดไหนมาจีอาสงแน่ตะนี่มาตาละเผยพัวตะมีก็เลยเผยพัวตัวละ ချင်းမရအတွက်သာဩအချစ်ဆံဝင်သွားကြတာအဖေဦးအမေဦးရင်ခမ်းရသူတို့တိုက်မဝိုင်းနဲ့အတူနေဖို့ခက်လာမြန်လာအိုးတော့ကြုံရအဖေဦးရင်မဖြစ်တာပါ နာရောငယ်ရင်တောင်းကြီးခလေးပေါ့လူမမတိရဲ့အရွယ်ကလေးမှာအဝဲအဝဲလို့ကိုတက်ခါစားအရွယ်ကလေးခါအဖေနဲ့အမေရဲ့ရင်ခွင်ထဲမှာခွေးပွင့်ယူရကျင်နာမှုတွေကျွန်တော်တို့တာတမီတိုင်းတာတမီတိုင်းအပြည့်ဝခံစားခဲ့ရပါပါတယ်ကျွန်တော်တို့အွယ်လေးရောက်စကားလေးမပိကလာပိကလာနာ အဖေအမေလို့ခေါ်လိုက်တဲ့အခါအဖေနဲ့အမေရဲ့ရင်ထဲမှာပီတိဖြစ်ခဲ့ရတာပေါ့ဟာကြည်စမ်းမိမရေငါတို့သားလေးကအဖေအမေတောင်ခေါ်ရက်နေပြီငါတို့သမီးလေးကစကားလေးမပီကလာပီကလာနဲ့ပြောတယ်လိုက်တာဟာဆိုပြီးတော့လူတကာကိုလဲကျွမ်းခဲ့ရတာပေါ့ဗျာ မကြပါဘူးကျွန်တော်တို့သားသမီးတွေနည်းနည်းလေးအရွယ်ရောက်လာတော့မိပါရီပညာရှင်သင်ကြားဖို့ဆိုပြီးကျောင်းတော်ကြီးကိုပို့ခဲ့ကြတာပေါ့သားသမီးတွေကပညာရှင်သင်ရင်အရွယ်ရောက်လာပညာရှင်ကစုံလာတဲ့တနေ့မှာအဖေနဲ့အမေသားတို့သမီးတို့အိမ်တော်ပြုတော်မယ် အဖေနဲ့အမေကိုပြောလိုက်တဲ့အခါအဖေနဲ့အမေအင်းနဲ့မှာကောင်းငင်မှာမူကြီးကြီးပြင်းချလိုက်တယ်ခံစားမရတော့ဘူးအိုးငါတို့ကတော့ငါတို့သားတွေသမီးတွေကိုခလေးလေးတွေလို့ထင်မှတ်နေကြတယ်သူတို့လေးတွေကအွယ်ရောက်လာလို့ အိမ်တော်တော်ပြုကြတော့မယ်ဆိုပါလားဒါပေမဲ့အပိနဲ့အမေခင်ဗျာမရှိတဲ့ကြားတဲ့ခင်ဗျာငါသားလေးတော်လူပုံအလယ်မှာမျက်နှာအငင်းမှာဆိုးလို့ဆိုပြီးမင်္ဂလာပွဲကြီးတွေခံခံနာနာရင်ကျင်းမပေးခဲ့တာပေါ့သတ္တမီတွေကတော့အိမ်တော်ရသားလဲကြတော့ မိဘတွေရဲ့ရင်ဝင်ကနေပြီးတော့ခွဲခွာထွက်ပြီးတအိုးတဲ့ထူထောင်ခဲ့ကြတာပေါ့လေအိမ်အောင်ရဲ့သားကြ